ဒီနေ့မှဆိုရင်တော့မှညံအားကောင်းအောင်ဘယ်လိုလုပ်ရမလဲစိတ်ဓာတ်ကြမ်းခိုင်ဖို့ဘာတွေလုပ်ရမလဲဘယ်လိုချင်းတွေကိုဖြတ်တန်းရမလဲစိတ်ဓာတ်စွမ်းအားတွေတိုးတက်ဖို့အတွက်ဘယ်လိုလုပ်ရမလဲစိတ်ချင်းတွေကိုဘယ်လိုပြောင်းလဲမလဲစိတ်ဓာတ်ကြမ်းခိုင်မှုဘယ်လိုတည်ဆောက်ရမလဲဒီလိုမိကုန်းတွေကိုနေ့စဉ် online နဲ့လိုမှုမီဒီယာတွေမှာရှာဖွေနေကြပါတယ်။ဒီနေ့မှာတော့ဒီလိုနီလန်းတွေကိုအသုံးပြုပြီးတော့စေတန်းချန့်ခိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ကပြောပြပေးတော့မှာဖြစ်ပါတယ်။စေတန်းချန့်ခိုင်ခြင်းဟာလူတိုင်းလိုချင်တဲ့အရာပါ။စေတန်းချန့်ခိုင်တဲ့သူကိုဘယ်သူမှလဲစားလို့မရပါဘူး။ ူအလုပ်ကိုနားလေသဘောပေါက်ပြီးတော့လှုပ်တက်တယ်။ဆုံးဖြတ်ချက်တွေကိုစဉ်းစားရပြီးတော့ချမှတ်တက်တယ်။ဘာမှန်နဲ့ဘာမှားတယ်ဆိုတာသိတယ်။ဒါပေမဲ့စိတ်တက်အားနေတဲ့သူကအဲဘယ်သူနေနေပေါ့နော်အလွယ်တကူလေစားခံတက်တယ်။စိတ်တက်အားနေတဲ့သူဟာသူ့အလုပ်ကိုမမှန်ကန်ကန်မလုပ်နိုင်ဘူး။ဆုံးဖြတ်ချက်တွေကိုမမှန်ကန်ကန်မချနိုင်ဘူး။သူ့ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းဟာအားနေတယ်။ဘာလို့လို့မလုပ်ခင်ကြောက်စိတ်တွေဝင်လာမယ်။ဒီလိုလူတွေကိုအခြားလူတွေကအလွယ်တကူအမျက်ထုတ်သွားတတ်ပါတယ်။ဒီနေ့ဒီဗီဒီယိုကနေပြီးတော့စိတ်တက်ချမ်းခံအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလေ့လာကြအောင်ခင်ဗျာ။ ဗမာဇုံးနေနဲ့နေ့စဉ်ယောဂလုပ်ရမှာပဲဖြစ်ပါလေ။စေတန်ချန့်ခိုင်မှုအတွေ့နေ့စဉ်တရားထိုင်မှာတရားထိုင်ခြင်းဟာလူတရားရဲ့စွမ်းအားကိုအစာပေါင်းများစွာတိုးတက်စေနိုင်ပါတယ်။ဒါကိုစကလုံးနေနဲ့ရှင်းပြလို့မရပါဘူး။တရားထိုင်ခြင်းနည်းဟာရှေ့ခေတ်ကလေးကယသေယဟန်သူတော်စင်တွေကသူတို့ရဲ့စိတ်စွမ်းအားကိုတိုးတက်အောင်သုံးခဲ့ကြတာအခုထိတိုင်ပဲဖြစ်ပါတယ်။တရားထိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသင်တို့လည်းသိကြမှာပါ။နေ့စဉ်ယောဂလုပ်ခြင်းဟာသင်ရဲ့အရင်းရှိမှုကိုတိုးတက်စေပြီးတော့စဉ်းစားတွေးခေါ်နိုင်စွမ်းဆုံးဖြတ်နိုင်စွမ်းပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းနဲ့တင့်စီမှာတိုးပွားလာမှာပဲဖြစ်ပါတယ်။ ဒါတင့်ကိုစိတ်သက်ကြန့်ခိုင်စေပြီးတော့ဘလို့နေ့ချင်းနေမျိုးမဆိုအင်ဆန်နိုင်မှုအတွက်သင်ပေးမှာပဲဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့တင့်ရဲ့ပန်းနိုင်ကိုအာယုံဆိုင်ရမှာပဲဖြစ်ပါတယ်တင့်ရဲ့အိမ်မက်ကိုအကောင့်ထည့်ဖို့ဖို့အတွက်ပထမဆုံးတင့်အိမ်မက်တွေကိုစာရွက်ပေါ်မှာခြိုက်ရေးလိုက်ပါပြီးရင်တော့နီးပြူဟာတွေလည်းခြိုက်လိုက်ပါဘယ်နေရာဘယ်ချိန်ဘလို့ဘလောက်ကာလအကျွမ်းမှာတင့်အိမ်မက်တွေကိုအကောင့်ထည့်ဖို့မလဲဆိုတာကိုဆုံးဖြတ်ပါဒါကိုပုံဖော်ကြည့်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်တင်အောင်နောက်ထဲမှာဆွေးနေအောင်ရည်နှိပ်ထားရမှာပဲဖြစ်ပါတယ် ။တင်အုံနောက်ကိုအသုံးချပြီးတော့တင်အုံနောက်ဟာဘလောက်အားကောင်းလဲဆိုတာပြအောင်လုပ်ပါ။ဘယ်နေရာပဲအချိန်ဘာကြောင့်ဘာလို့ရင်ဘလို့ပြဿနာတွေကြုံရနိုင်လဲဆိုတာကိုလည်းသုံးသပ်ပါ။သိအောင်လုပ်ပါ။ဒါမှတကယ်ကြုံလာတဲ့အခါမှာပြဿနာတွေကိုရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်နိုင်မှာပဲဖြစ်ပါလိမ့်မယ်။အကယ်၍တင်ဟာဒီလိုလှုပ်ဆောင်နိုင်မယ်ဆိုရင်တော့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာခွန်အားကြီးသူဖြစ်မယ်။အဖြစ်ဖြစ်တင်ရဲ့ပန်းနိုင်စီကိုချင်းကပ်ပြီးတော့ဒီပန်းနိုင်တွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။တတိယအနေနဲ့ကတော့ဘယ်အခြေအနေမျိုးမှမဆိုမိမိကိုယ်ကိုထိန်းချုပ်နိုင်ရန်အမြဲပြင်ဆင်ထားပါ။ ပြဿနာဆိုတာချိုးချင်းတတိပေးခြင်းမရှိဘဲနဲ့လူတွေရောက်လာတတ်ပါတယ်။ဘယ်အချိန်ဘယ်နေရာဘယ်လိုပုံစံနဲ့ရောက်လာမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒါပေမဲ့ဒီပြဿနာတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ကိုကိုကိုအမြဲပြင်ဆင်ထားမှာဖြစ်ပါတယ်။ဥပမာအားဖြင့်လူတစ်ယောက်ကမိဘကပေးစားလို့အိမ်အောင်ကျသွားတယ်။လက်ထက်ပြီးတော့လအနေငယ်အကြမှာဘာအကြောင်းပြချက်မှမရှိဘဲနဲ့ဘာအထောက်ပံ့မှမပေးဘဲနဲ့ကောင်လေးနဲ့ကောင်မလေးကိုအိမ်ကနေထုတ်လိုက်တယ်။ဒီလိုအခြေအနေမှာကိုပြဿနာကိုဘယ်လိုဖြေရှင်းမလဲတကယ်လို့တင်တာတွေးခေါ်မှုအားနည်းနေမယ်ဆိုရင်တော့ မန်ကန်နဲ့ဆုံးဖြတ်ချက်တွေကိုမချနိုင်သေးဘူးဆိုရင်တော့အရာရာကိုစွန့်လွတ်ပြီးတော့တင့်အပေါ်ရုံရုံကြီးကြီးနဲ့လိုက်လာတဲ့တင်စနီးကိုလည်းထိမ့်သိမ့်နိုင်မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့တင်တာမမှန်ကန်ကန်စဉ်းစားတတ်ပြီးတော့ပြည်ထနာကိုဘယ်လိုဖြေရှင်းရမလဲသိရဆိုရင်တော့တင်တို့လင်ပြားမျိုးစုံအလုပ်တစ်ခုကိုအမြန်ဆုံးရှာပြီးတော့တင်တို့ရဲ့ဘဝကိုပုံမကောင်းမွန်စွာဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်ရင်ဆန်းနိုင်မှာဖြစ်ပါတယ်။တအူးကိုတအူးပတ်မိုးကူညီပြီးတော့တအူးကိုတအူးအားကိုးကြမှာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းဖြင့်တင်ဟာယခုတည်းစိတ်ပိုင်းဆိုင်ရာပုံမအားရှိသူဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာ။ နံပါတ်၄အနေနဲ့ဆိုရင်တော့ကိုအားကိုကိုသူဖြစ်ပါစေတင်ပါဝင်ခြင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့လူတိုင်းလူလူတစုံတဦးအပေါ်မိခိုနေရတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုမိခိုမှုတွေကြောင့်သူများတွေထက်အစာပေါင်းများစွာနှောက်ကြကြံနေတတ်ပါတယ်အကြောင်းကတော့အားကိုမှုပျောက်သွားမှာဆိုရင်ပြီးတော့စဉ်းစားညာမရှိခြေလမ်းအစ်စ်တွေကိုမလန့်နိုင်ပဲကြောင်းရနေလို့ပဲဖြစ်ပါတယ်အဲ့လိုလူတွေဟာလည်းစိတ်ပိုင်းဆိုင်ရာအားနည်းသူတွေဖြစ်ပြီးတော့ဘဝမှာတခုခုလှုပ်ဆောင်ရန်ကြောက်ရွံ့နေတတ်ကြပါတယ်ဒါပေမဲ့ကိုအားကိုကိုပြီးဘသူအပေါ်ကိုမှမိခိုခြင်းမရှိတဲ့သူတွေဟာ ဘဝမှာအောင်မြင်မှုကိုလေးမြန်စွာရရှိတတ်ကြပါတယ်။အကြောင်းကတော့တို့ရဲ့ရည်မှန်းချက်တွေကရှင်းလင်းပြီးတော့ဘယ်အချိန်မှာဘလို့ဘသူအတွက်လှုပ်ဆောင်ရမယ်ဆိုတာကိုသိရှိထားအောင်ပဲဖြစ်ပါတယ်။ဘာထောက်ပံ့မှမရှိဘဲနဲ့ရှေ့ဆက်လျှောက်ဖို့သာလိုပါတယ်။ဘယ်ပြဿနာကိုမဆိုတယောက်တည်းရင်ဆိုင်ရမှာဖြစ်တာကြောင့်မလို့မိမိကိုမိမိယုံကြည်မှုအပြင်နဲ့စိတ်ပိုင်းဆိုင်ရာအားကြီးသူတွေဖြစ်လာကြမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်9အနေနဲ့ပြောရမယ်ဆိုရင်တော့အချိန်ကိုစီမံခန့်ခွဲနိုင်ပါစေ။ပိုက်ဆံရှိရင်ဘာမှမဆိုဝယ်လို့ရပေမဲ့အချိန်ကိုတော့ဝယ်လို့မရပါဘူး။ လူသားမှန်လို့ရှိရင်အချိန်နဲ့အမျှပြောင်းလဲဖို့လိုပါတယ်။မိမိကိုယ်ကိုမပြောင်းလဲသူဟာဘယ်တော့မှအသက်ဆန်းတွေကိုတင်ယူနိုင်မှာမဟုတ်ပါဘူး။မတင်ယူခြင်းကြောင့်လည်းစိတ်ပိုင်းဆိုင်ရာအားနည်းသူဖြစ်လာပြီးတော့အချိန်နဲ့အမျှမိမိကိုယ်ကိုပြောင်းလဲနိုင်သူကတော့စိတ်ပိုင်းဆိုင်ရာအာကြည့်သူဖြစ်လာပါတယ်။စိတ်ပိုင်းဆိုင်ရာအားနည်းသူတွေဟာမလိုအပ်တဲ့အရာတွေမှာပတ်သက်နေပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုမချနိုင်တာကြောင့်သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုဖြုံးတိမိပြီးစိတ်မချခင်မှာပဲအခြားသူတွေထက်နောက်ကျကျန်နေတတ်ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီလူတွေဟာနောက်သားနဲ့ပဲနေရာတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအားကြီးသူတွေဟာအချိန်နဲ့တပြေးညီမိမိကိုယ်ကိုပြင်ဆင်ထားပြီးတော့ဘလို့အချိန်မျိုးကိုမဆိုကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့အသင့်ဖြစ်နေတတ်ပါတယ်။အဲအဲ့လိုလူတွေဟာမိမိရဲ့အချိန်ကိုအကျိုးမရှိတဲ့နေရာတွေမှာနည်းနည်းလေးမှလဟတာမဖြုံးပြကြပါဘူးခင်ဗျာ။နံပါတ်6အနေနဲ့ဆိုရင်တော့မိတ်ဆွေအစ်တတွေကိုရှာပြီးတော့သူတို့စီကနေပြောတခုခုအမြဲတင်နေပါ။တင်ကဘယ်နဲ့ပဲရပဲဖြစ်ဖြစ်တင်နေပဲမှာအောင်မြင်နေတဲ့သူတွေနဲ့တွေ့နေအောင်ကြိုးစားပါ။သူတို့စီကလည်းတခုခုတင်ယူပါ တို့ရဲ့အကျွေးချုပ်တွေကိုရယူပါဒါမှသာတင်လဲတို့ကျူးလွန်ခဲ့တဲ့အမားတွေကိုထမလုံးမိစေရန်ရှောင်ရှားနိုင်မှာပဲဖြစ်ပါလေဒီလိုလိုက်လုပ်ခြင်းအပြင်တင်ဟာမိမိရဲ့အချိန်နဲ့ငွေကြေးကိုချွေတာနိုင်မှာဖြစ်ပါလေမိတ်ဆွေအစ်တွေနဲ့စတင်တွေ့ဆုံတဲ့အခါမှာတင့်ကိုတင်ယုံကြည်မှုရှိလာမှာဖြစ်ပြီးတော့တင်းရဲ့စဉ်းစားဉာဏ်ကလည်းပုံမူပြီးတော့အားကောင်းလာမှာဖြစ်တယ်လို့နားလည်နိုင်စွမ်းလဲတိုးတက်လာမှာပဲဖြစ်ပါလေခင်ဗျာနမခွန်အနေနဲ့ဆိုရင်တော့အမြဲတမ်းတင်ယူနေပါ စာဖတ်ခြင်းမှာအသက်အရွယ်ကန့်သတ်ချက်ရှိတယ်လို့သင်ယူခြင်းအတွက်လည်းအသက်အရွယ်ကန့်သတ်ချက်ရှိပါဘူးတကယ်လို့သူများထက်ကိုယ့်ကိုယ်ကိုပိုကောင်းအောင်စူးစမ်းပြုပြင်လိုရဲဆိုရင်တော့အမြဲတမ်းတစ်ခုမဟုတ်တစ်ခုကိုသင်ယူနေဖို့လိုပါတယ်အဲ့ဒီလိုသင်ယူခြင်းဖြင့်မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာမှာပုံမခိုင်မာလာစေမှာပဲဖြစ်ပါတယ်တမိုင်းမှာထင်ရှားခဲ့တဲ့ပုံကိုယ်တွေဟာလည်းအဲယနေ့ထိတိုင်းအချိန်ရတဲ့အခါတိုင်းတစ်ခုခုကိုသင်ယူနေကြပြီးတော့မိမိကိုယ်ကိုအခြားသူတွေနဲ့ခွဲပြားစေဖို့ရန်အတွက်မိမိရဲ့အိုင်ကျိုချင်းကို မြင့်တင်ရန်နဲ့မိမိရဲ့ဆုံးဖြတ်ချက်တွေမှာခိုင်မာစွာရည်တည်နိုင်ရန်ကြိုးစားနေကြတာပဲဖြစ်ပါတယ်ခင်ဗျာနမရှိအနေနဲ့ဆိုရင်တော့အကြောင်းရင်းမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်မိမိကိုယ်ကိုတက်တည်ပြဖို့ရန်အကောင်းဆုံးနည်းလမ်းကတော့သင်ဟာကြောင်းရင်းမှုနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်ဒီအချိန်မှာသင်ရဲ့စွမ်းအားနဲ့စွမ်းဆောင်နိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သင်ဟာစိတ်ပိုင်းဆိုင်ရာအဖြစ်ဘလောက်ခိုင်မာသူဖြစ်တယ်ဆိုတာကိုလည်းသိရှိနိုင်မှာပဲဖြစ်ပါတယ်ဥပမာအဖြစ်သင်ဟာရေမကူးတတ်ဘူးဆိုပါစို့ရေကူးတင်လိုက်ပါဒီလိုနဲ့တင်လဲတဖြည်းဖြည်းနဲ့ရေကူးတတ်လာပါလိမ့်မယ် ဒီလိုလှုပ်ဆောင်ခြင်းအပြင်နောက်မှာကြောက်ရွံ့မှုတွေကိုရင်ဆိုင်ဖို့ယုံကြည်မှုရှိလာမှာဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာအပြင်လည်းပုံမှုခိုင်မာလာမှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်9အနေနဲ့ကတော့ကြာရှုံးမှုတွေကနေတင်ယူရမှာပဲဖြစ်ပါတယ်ကြာရှုံးမှုတွေကနေသင်ခန်းစာယူပါမိမိရဲ့အတိတ်ကမာယွင်းခဲ့တဲ့အမားတွေကိုတတိပြုပြီးတော့ဒီအမားတွေကနေပြတော့သင်ခန်းစာယူရမှာပဲဖြစ်ပါတယ်သင်ဟာဘယ်အမားကိုကျူးလွန်ခဲ့သည်ဆိုတာကိုတတိပြုမိမယ်ဆိုရင်တော့နောက်မှဒီအမားတွေကိုထမလို့ဖို့ရန်အတွက်ရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်အမားတွေကိုလူတိုင်းကကျူးလွန်ကြပါမယ်လဲ ဒီအမားတွေကနေပြီးတော့သင်္ကန်းစာယူခြင်းဟာလူတိုင်းကိုမလုံချပါဘူး။အဲမိမိကိုယ်ကိုမြင့်တင်ရအကောင်းဆုံးနည်းလမ်းကတော့သင်ဟာမိမိရဲ့ကြာရှုံးမှုတွေကနေပြီးတော့သင်ခန်းစာယူပြီးတော့ရှစ်ဆက်လျှောက်လန်းခြင်းဖြစ်ပါတယ်။ကြာရှုံးမှုကိုကြောက်ရွံ့နေသူတွေဟာဘဝမှာရှစ်ဆက်တိုးတက်နိုင်မှာမဟုတ်ပါဘူး။လောကမှာအောင်မြင်မှုနဲ့ကြာရှုံးမှုနှမျိုးသာရှိပါတယ်။အကယ်လို့အောင်မြင်မှုရှိမယ်ဆိုရင်တော့ကောင်းကောင်းပြီးတော့ကြာရှုံးမှုတွေရှိမယ်ဆိုရင်တော့ဒီကနေပြီးတော့သင်ခန်းစာယူရမှာဖြစ်ပါတယ်။ကြာရှုံးမှုဆိုတာသင်ကိုရှစ်ဆက်တိုးဝင်ရန်လှုပ်ဆော်ပေးပြီးတော့ အခုကျူးလွန်ခဲ့တဲ့အမားတွေကိုနောက်မှထပ်မလုပ်မိစေရန်သင်ကြားပေးမှာပဲဖြစ်ပါလေ။ကြာရှုံးမှုကနေပြီးတော့သင်ခန်းစာယူပြီး86လမ်းနိုင်သူဟာအကြမ်းအချိန်မှာအောင်မြင်မှုရဲ့အရာသာကိုခံစားရမှာဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာအပြင်ပုံမှုခိုင်မာလာမှာပဲဖြစ်ပါလေခင်ဗျာ။နံပါတ်10အနေနဲ့ဆိုရင်တော့မိမိကိုယ်ကိုယုံကြည်ရမှာဖြစ်ပါလေ။ဘယ်လို့ကိုမဆိုလှုပ်ဆောင်ရမှာမိမိရဲ့ idea ကိုမိမိကိုယ်တိုင်ယုံကြည်မှုရှိရင်အလွန်အရေးကြီးပါလေ။ဘာကြောင့်လဲဆိုတော့ဘယ်လို့ကိုမဆိုယုံကြည်မှုမရှိဘဲပြင်းပြအောင်လှုပ်ဆောင်နိုင်မှာမဟုတ်တာကြောင့်ပဲဖြစ်ပါလေ။ စိတ်ပိုင်းဆိုင်ရာအားနည်းသူတွေဟာသူတို့ရဲ့အလုပ်ကိုစတင်လုပ်ကင်ကြပေမဲ့အချိန်အနည်းငယ်ကြာပြီးတဲ့နောက်သူတို့ရဲ့အလုပ်မှာမအောင်မြင်ပဲရပ်တန့်သွားတတ်ကြပါလေကိုကိုကိုယုံကြည်မှုအားနည်းပြီးတော့တန်လျာဝင်နေရာကြောင်းသူတို့ဟာအလုပ်ကိုကြားထဲမှာပြစ်ထားလိုက်ကြပါလေသူတို့ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းအားမကောင်းတာကြောင့်မအောင်မြင်ပဲအဲဒါသူတို့ရဲ့စရင်ထဲမှာရောက်ရှိသွားတာဖြစ်ပါတယ်မအောင်မြင်တဲ့သူတွေရဲ့စရင်ထဲမှာရောက်ရှိသွားပြီးတော့နေထိုင်ရတတ်ပါတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအားကောင်းသူတွေကတော့သူတို့ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းဟာအရင်အားကောင်းပါတယ်သူတို့မှာဘယ်အလုပ်ကိုမဆို ပြီးမြောက်အောင်လုပ်နိုင်တဲ့စွမ်းအားရှိပါတယ်။ဒါကြောင့်သူတို့ဟာသူတို့ရဲ့အလုပ်တွေကိုလောလောကူကူနဲ့ပြီးမြောက်အောင်လုပ်နိုင်ပြီးတော့အောင်မြင်သူတယောက်လို့ခေါ်ဆိုခံရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာသူတို့ကိုသူတို့ယုံကြည်မှုရှိနေကြလို့ပဲဖြစ်ပါတယ်ခင်ဗျာ။နမစတိကတော့မကောင်းမြင်စိတ်ကိုရှောင်းမှာပဲဖြစ်ပါတယ်။လူတယောက်ဟာသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းလဲဖို့မကြခဏကြံ့ကြာတတ်ပါတယ်။မကောင်းမြင်စိတ်ရှိတဲ့အတွေ့အကြုံဟာလူတယောက်ရဲ့တသက်တာကိုဖြည့်ဆည်းနိုင်ပါတယ်။အတိတ်ကအရှုံးတွေကိုတင့်အပေါ်လွှမ်းမိုးမှုမရှိပါစေနဲ့ ဒီရှုံးတွေကနေသင်ခန်းစာယူပြီးတော့ရှေ့ဆက်သွားပါအနုလက္ခဏာဆောင်တဲ့အကျွေးတွေကိုအများကြီးမတွေးပါနဲ့အနုလက္ခဏာဆောင်တဲ့အကျွေးတွေကိုတက်နိုင်တဲ့များရှောင်းအောင်ဖြစ်ပါလေသင်ပတ်ဝန်းကျင်ကိုအပေါင်းလက္ခဏာဆောင်တဲ့အကျွေးတွေနဲ့ထားအောင်ဖြစ်ပါလေအနုလက္ခဏာဆောင်တဲ့အကျွေးတွေဟာသင်ကိုစိတ်ပိုင်းဆိုင်ရာအားနည်းစေပြီးတော့စိတ်ဖိစီးမှုတွေလည်းများစေနိုင်လို့ပဲဖြစ်ပါလေခင်ဗျာနမစနေကတော့နေ့စဉ်ကိုကူကိုစကားပြောပါတဲ့ဘယ်အလုံးမဆိုတခါလေပြီးပြီးဆုံးအောင်လုပ်နိုင်တာမဟုတ်ပါဘူး ဘယ်လို့မဆိုပြီးပြီးဆုံးအောင်လုပ်ဖို့ဆိုရင်တော့နေ့စဉ်တင်းရဲ့အိုင်ဒီယာကိုကိုယ်တိုင်ဆန်းစစ်ဖို့လည်းလိုပါတယ်။တဖြည်းဖြည်းနဲ့ကုကုကိုစကားပြောတာကိုနှစ်သက်လာပြီးတော့တင်းရဲ့အိုင်ဒီယာတွေကိုအားကောင်းတဲ့မဟာဗျူဟာတွေချမှတ်လန်းနိုင်မှာပဲဖြစ်ပါတယ်။ကုကုကိုစကားပြောတဲ့အခါမှာမိမိရဲ့အမားတွေနဲ့တန်တရားတွေဟာရှင်းလင်းသွားပြီးတော့အမားတွေကိုပြင်ဆင်ဖို့ကြိုးစားလာကြပါတယ်။ဒီလိုနည်းနဲ့ကျွန်တော်ရဲ့အလုပ်တွေဟာပုံမကောင်းမွန်လာပြီးတော့စိတ်ပိုင်းဆိုင်ရာမှာလည်းအားကောင်းလာကြမှာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်7အနေနဲ့ဆိုရင်တော့တင်းစိတ်ခံစားမှုတွေကိုထိ ंछ ုပ်ပါတယ်။ ဘလို့အခြေအနေမျိုးမှာမဆိုတင်းစိတ်ခံစားမှုတွေကိုထိန်းချုပ်ဖို့လိုပါတယ်။ဒါဟာတင့်ကိုစိတ်ပိုင်းဆိုင်ရာအားကောင်းစေပါတယ်။တချို့လူတွေဟာအစာပိုင်းမှာဘာမှမရှိပေမဲ့အချိန်ကြာလာတဲ့အမျှသူတို့မှာအများကြီးရရှိလာတဲ့အခါထိန်းချုပ်ဖို့ခက်ခဲသွားတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ဖို့မတင်ယူထားလို့ပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့အောင်မြင်မှုတွေကိုလည်းကြားရှိအောင်မထိမ့်သိမ့်နိုင်ပေနဲ့အောက်ဆုံးထိကြာဆင်းသွားတတ်ပါတယ်။ကျွန်တော်တို့ဟာတချို့လူတွေကိုအရင်ကအရင်လိုစံစားပြီးတော့နောက်တစ်ချိန်မှာလမ်းပြောက်သွားတဲ့သူတွေကိုမြင်ဘူးမှာပါ။ ။ဘာကြောင့်လဲဆိုတော့သူတို့ဟာသူတို့ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ဖို့မတင်ယူထားလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ပြီးတော့ဘလို့အခြေအနေမျိုးမဆိုရင်ဆိုင်နိုင်ဖို့ပုဂ္ဂိုလ်ကိုအစင်သင်ဖြစ်အောင်ထားတဲ့သူတွေဟာစိတ်ပိုင်းဆိုင်ရာအားကောင်းသူတွေဖြစ်ပြီးတော့လမ်းဘေးမရောက်မှအသေးချာပဲဖြစ်ပါလိမ့်ခင်ဗျာ။နံပါတ်၁၄ကတော့ဘန်းနိုင်ကိုမြင်အောင်ကြည့်ပါရယ်လူတိုင်းဟာသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ကျင်ကြပြီးတော့ဒါကိုရယူဖို့အတွက်စူးစမ်းအထောက်နေကြပါရယ်ဒါပေမဲ့စူးစမ်းအထောက်မှုတစ်ခုတည်းနဲ့တည်းမလုံလောက်ပါဘူးခင်ဗျာ ူ့ရဲ့အိမ်မက်နဲ့ပန်းနိုင်ကိုနေ့စဉ်မြင်အောင်ကြည့်ဖို့လိုပါတယ်။တယောက်တည်းထိုင်ပြီးတော့မိမိပန်းနိုင်ကိုစိတ်ကူးထဲမှာမြင်အောင်ကြည့်ပါ။ဒါဟာတင့်အာယုံကိုပုံမဆူဆိုက်စေပြီးတော့ပန်းနိုင်ကိုမလွဲမသွေရောက်ရှိစေမှာပဲဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ဟာတင့်ကိုစိတ်ပိုင်းဆိုင်ရာအားကောင်းစေုံသာမကတင့်အုံနောက်ကိုလေ့ကျင့်ခန်းလုပ်ပေးတယ်လို့ဖြစ်ပါတယ်။အပေါင်းလက္ခဏာဆောင်တဲ့စွမ်းအင်တွေတင့်ထဲမှာပြည့်နေပြီးတော့အပေါင်းလက္ခဏာဆောင်တဲ့အတွေ့အကြုံကနေပြီးတော့လုံဆောင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်။တင်ပတ်ဝင်ခြင်းဟာအပေါင်းလက္ခဏာဆောင်တဲ့အတွေ့အကြုံနဲ့ပြည့်နေရကြောင်းတင်ပန်းနိုင်ကိုမြင်မြင်ဆန်ဆန်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ံပါတ်15ကတော့ခါးသီးတဲ့အမှန်တရားကိုလက်ခံဖို့အလေးအချင်လုပ်ပါတယ်။ဘယ်ဆက်ဆံရေးကမှအမြဲတမ်းရှိမနေပါဘူး။ဘယ်ညီကိုဘယ်မိတ်ဆွေကမှအမြဲတမ်းတင်မကန်ရက်တီပေးနိုင်မယ်လို့မဆိုလိုပါဘူး။တင်းအလုတ်ဟာလည်းဘလောက်ကြာကြာရက်တီနိုင်မလဲဆိုတာကိုလည်းဘယ်သူမှအာမခံနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဘယ်အရာကိုမဆိုခါးသီးတဲ့အမှန်တရားကိုသိရှိဖို့အလေးအချင်လုပ်ဖို့လိုပါတယ်။ဘာတွေကယာယီဖြစ်ပြီးတော့ဘာတွေကအမြဲတမ်းဖြစ်တယ်ဆိုတာသိရှိဖို့လည်းလိုပါတယ်။ဒီမန်တရားကိုမြင်မြင်ဆက်ဆံလက်ခံနိုင်လေးလေးတင့်ကိုစိတ်ပိုင်းဆိုင်ရာအားကောင်းစေသေးပဲဖြစ်ပါရဲ့ခင်ဗျာ။ ဟုတ်ကဲ့ပါဒီချက်15ချက်ကိုမှန်ကန်စွာအသုံးချပြီးတော့လိုက်နာမယ်ဆိုရင်တော့တင့်အနေနဲ့စိတ်ပိုင်းဆိုင်ရာအားကောင်းလာယုံတာမကဘဲနဲ့တင့်အိမ်မှန်ချက်တွေကိုအောင်မြင်ဖို့ကိုယ့်ကိုယ်ကိုအမြဲတမ်းစိတ်တက်တက်ကြွအောင်ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေများခင်ဗျာဒီဗီဒီယိုကနေပြီးတော့ဆေးရကြန့်ခိုင်အောင်ဘယ်လိုလုပ်ရမလဲဒီ15ချက်ကိုဘယ်လိုအသုံးချပြီးတော့စိတ်တက်တက်ကြွအောင်လုပ်ရမလဲဆိုတာသိရှိခဲ့ကြပြီလို့ထင်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင်တော့တင်းရဲ့မိတ်ဆွေတွေကိုမျှဝေပေးဖို့အတွက်အမေ့ပါနဲ့နော်ဒီလိုရှိရင်တင်းရဲ့အကြံဉာဏ်တွေကိုလည်းမှတ်ချက်မှာပေးခဲ့ဖို့အတွက်တောင်းဆိုကြပါတယ်ခင်ဗျာ